ရထားတဲ့အခြေအနေပေါ်မှာရင်မှုမိနစ်ရောချင်းခင်းပြီးတတိတံစင်ညနဲ့အလုံးလုံးကြမယ်ဆိုလို့ရှိရင်အဲ့ဒီအပမာရတရားပေါ်မှာမွေးလျော်ပြောပိုက်နှစ်ချိုက်ကြမယ်တကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဒီမွေးလျော်တဲ့နေရာမှာအပမာရတရားကိုလက်တွေ့ကျင့်သုံးနေကြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကကြည်ပွားတိုးတက်တဲ့ပုဂ္ဂိုလ်ဒါကြောင့်မဟုတ်ဘုရားဆရာအပမာရောသဗ္ဗတပ္ပတိနမူလံတဲ့ အပမရဆိုတဲ့တရားဟာအောင်မြင်မှုအလုံးတို့ရဲ့အခြေအမြစ်ဖြစ်တယ်အခြေခံတရားဖြစ်တယ်ဒီလိုဆိုလို့ရနော်ဘယ်လိုအောင်မြင်မှုပဲဖြစ်ဖြစ်လောကမှာစီးပွားရေးအောင်မြင်တာပဲဖြစ်ဖြစ်ခုံတရင် အောင်မြင်တာပဲဖြစ်ဖြစ်ကိုယ်လုပ်ငန်းတစ်ခုကိုအောင်မြင်သွားစေချင်တဲ့ဆိုရင်တတိရှိရှိအတိရှိရှိနဲ့စူးစမ်းအထောက်တာပဲဖြစ်တယ်ဒီနေရာမှာတတိတော့ရှိတယ်အတိပညာမပါဘူးဆိုတော့မအောင်မြင်နိုင်ဘူး မကြည်ပွားနိုင်ဘူးဒါကြောင့်မို့တတိနဲ့ရှိရမယ်အတိနဲ့ရှိရအဲ့ဒီနှစ်ခုပေါင်းဆက်ပြီးတော့အလုံးလုံးပဲဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ချက်စားရမွေးလျော်ရမှာသူတို့မွေးလျော်ပြီးအောင်မြင်ကြည်ပွားမှုကိုရသွားကြမှာဖြစ်တယ်လို့ဟောဒီဒေသနာတော်ရဲ့အထိပ္ပယ်ဟာလောကီအဆင့်ကနေပြီးလောကုတ္တရာအဆင့်ထိအောင်အကုန်လုံးယူလို့ရတဲ့အထိပ္ပယ်ရေးကြည့်ပဲအကုန်လုံးဟော ။လောကုတ္တရာနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်အေးမိမိလျော့လျော့နေခြင်းကြောင့်တန်တရာထဲမှာရှိကြမယ်။မိလျော့နေသည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုတွေမလုပ်ဖြစ်ဘူး။ကာမဂုဏ်အာယုန်တွေထဲမှာမမောပြီးတော့ရမဲ့ဇောတွေနဲ့သာ နေမယ်ဆိုလို့ရှိရင် ကောင်းတဲ့အလုပ်ကိုမလုပ်ဖြစ်ဘူး။မကောင်းတဲ့အလုပ်တွေပြောသလိုနေပြောသလိုလိုက်စားပြီးသွားကြတဲ့အခါမှာကောင်းတဲ့အလုပ်တွေကမလုပ်ဖြစ်တော့ မလုံးဖြစ်တော့ကာမဂုဏ်ယမဇောတွေရဲ့အတွင်းမှာလူဟာနစ်မြုပ်ပြီးတော့မကောင်းမှုအကုသိုလ်တွေနဲ့ရောထွေးပြီးမကြခင်ပဲပျက်စီးသွားကြတယ်ဒီလိုဆိုလို့ပေါ့နော်မကြခင်ပဲပျက်စီးသွားကြအဲ့လိုမဟုတ်ဘဲနဲ့ဒါတွေဟာတကယ်ကြီးပွားတုတ်တက်ခြင်းရဲ့အကြောင်းမဟုတ်ဘူးတကယ်ကြီးပွားတုတ်တက်ခြင်းအကြောင်းဟာတကယ်အကျင့်သီလခွန်သိက္ခာလူသိက္ခာနဲ့လူဘဝမှာ ကျုပ်ကအထုံးမှုတွေပညာတွေကသာလေလူ့ဘဝတိုးတက်ကြောင်ဖြစ်တယ်လုံလဝီရိယနဲ့ကျုပ်ကအထုံးရမှာဖြစ်တယ်ဆိုတာကိုသိရှိ နားလည်ပြီးတော့ကျုပ်ကအထုံးတဲ့အခါမှာကိုရရှိထားတဲ့အခြေအနေတခုဟာပို့၍ပို့၍တိုးတက်ပြီးအောင်မြင်လာတာဖြစ်တယ်ဘယ်ဘက်ကပဲကြည့်ကြည့်လူတွေဟာချီးမွမ်းစရာတခုဖြစ်လာကြတယ်ပေါ့အားလုံးကချီးမွမ်းရတဲ့ခွန်သိက္ခာတွေတိုးတက်လာတယ်လို့သူဆိုတယ်နော်အေးမြတ်စွာဘုရားက ดีไซน์โนตัดดีกาในสันดานละประกมา แล้วลูกผู้ขอละสายโนซะแล้วกี่สิบวันเนี่ยเป็นอะไรขมาเนี่ยสับยาเมียรไรสิ่งนต้องได้ยามีแล้วกี่สิบวันเนี่ยเป็นอะไรขมาขอจัดหาเรดีนาโอชีลูกว่ายาลาลูชีไม่รู้อเมียเมีสิ่งนั้นมีอยโอชีอามี ဘာလဲလို့ဆိုရင်မျက်စိတစ်ခုကစီးပွားရှာတတ်တဲ့မျက်စိမျက်စိတစ်လုံးကတော့ကိုချင်းတရားရှုမြင်တတ်တဲ့မျက်စိ i for economy နဲ့ i for morality ပေါ့အဲ့ဒီနှစ်ခုပြည့်စုံအောင်လို့သူဆိုလူဖြစ်လာလို့ရှင်စီးပွားရေးမျက်စိနဲ့ရှိရမယ်ကိုချင်းတရားနဲ့စီးပွားရေးမျက်စိသာ ရှိပြီးကိုချင်းတရားမျက်စိမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတစ်ဖက်မြင်ပုဂ္ဂိုလ်ဖြစ်ပြီးတော့ မမှန်ကန်တဲ့နိလန်းနေတဲ့စီးပွားရှာမကြခင်ကြာဆုံးသွားတယ်မကြာဆုံးရင်တောင်မှပဲတည်တည်ချမ်းမဲ့မှာဆင်းရဲဒုက္ခနဲ့ကြုံရမယ်သူကတစ်ဖက်ကဆုံးရှုံးသွားနိုင်တယ်မြတ်စွာဘုရားကနှစ်ဖက်လုံးမဆုံးရှုံးရအောင်စီးပွားကိုကိုကျင့်တရားနဲ့ထိန်းဟာကိုကျင့်တရားနဲ့စီးပွားဒီနှစ်ခုဟာပေါင်းဆက်ပြီးတော့သွားရမယ်စိုက်ပိုင်းစိုက်ဟိုဘက်ဒီဘက်နှစ်ခုတွဲဖက်ပြီးတော့သွားရမယ်အဲ့လိုညီတူညီမျှ ကိုကျင်တရားလည်းကောင်းတယ်စီးပွားဥစ္စာလည်းရှာတတ်တယ်ဆိုမှအဲ့ဒီပုဂ္ဂိုလ်ရဲ့ကြီးပွားတိုးတက်မှုက ခိုင်မာတယ်လို့သူတို့ဆိုမြန်မာနိုင်ငံမှာလည်းပဲစီးပွားဥစ္စာတွေဖြစ်ပြီးကြဆုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လေချမ်းသာကြွယ်ဝပြီးတော့ကြဆုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိအဲ့ဒါဘာကြောင့်လို့ဆိုရင်ကိုကျင်တရားပဲကပြပြသွားလို့ရှိရင်မြဲမြဲကြဆုံးသွားတတ်တယ်ပေါ့ကိုကျင်သိခါကြောင့်ပျက်စီးသွားတာလေညာကြီးပဲရှိအဲ့ဒါလို့မဖြစ်ရအောင်တတိနဲ့တမ္ပစင်ညာနဲ့ကျိုးစားအထောက်အမှားလို့ ဒါကြောင့်မို့ဘဝကိုရှုမြင် သုံးသပ်နိုင်တာရှိရတေစာရင်တော့လောကအကြောင်းနဲ့ပတ်သက်လာလို့ရှိရင်ရှုမြင် သုံးသပ်ရမယ်လူဘဝမှာအလုံးလူတွေဟာဒီကနေ့ခင်မှာ medical check up တော့လုပ်ကြတယ်သို့တော် mineral check up လုပ်တာနေတယ်ကိုယ်စိတ်ရဲ့အနေအထားတစ်ခု mineral check up လည်းလုပ်ရမှာဖြစ်တယ်စိတ်ကိုငါးစိတ်ဟာ တိမတ်တော်မှန်တဲ့ပြစ်ကင်းတဲ့စိတ်မျိုးလားသို့မဟုတ်တော့ဘာတွေလွှမ်းမိုးထားတဲ့စိတ်လားဒေါသတွေလွှမ်းမိုးနေတဲ့စိတ်လားသို့မဟုတ်မသိခြင်းမောဟတွေလွှမ်းမိုးနေတဲ့စိတ်လားမမာနတွေလွှမ်းမိုးနေတဲ့စိတ်လားဆိုတာချက်ကလို့အလုံးကိုဘဝမှာငါကောင်းတာနဲ့ဆိုတာဘယ်ဟာကငါတဏ္ဏမှာများနေသလဲမြတ်စွာဘုရားကအလုံးတစ်ခုရှင်းပြတယ်ကလျာဏနဲ့ပပကတယ်ကလျာဏဆိုတာ ကောင်းရွေးချမ်းသာကိုဖော်ဆောင်ပေးတဲ့ကောင်းတဲ့အလုပ်ကောင်းတဲ့အလုပ်ဆိုတာကိုကုသိုလ်အလုပ်လို့ပြောတာကုသိုလ်လို့ပြောလိုက်တာနဲ့လူတွေကဖះကြောင်းကန်တဲ့သွားပြီးတော့တွေးတတ်တယ်မဟုတ်ကုသိုလ်ဆိုတာဘယ်နေရာပဲဖြစ်ဖြစ်ကုသိုလ်ကိုယ်အိမ်မှာနေရင်လည်းကုသိုလ်လုပ်ရပါနော်ကုသိုလ်အလုပ်ဆိုတာရှိတယ်အပြင်ကင်းပြီးကောင်းကျိုးချမ်းသာပေးနိုင်တဲ့အလုပ်တွေမှန်တယ်ဗျာကုသိုလ်ပဲစီပွားဥစ္စာတိုးတက်ပြီးအပြင်ကင်းတဲ့စီပွားဥစ္စာရှာနေနဲ့ရှာကြံပြီးကုမိဘကျွေးတယ်သို့မဟုတ် ကောင်းတဲ့နီလန်းတွေကိုသုံးချတယ်ခွချင်းတရားမပြတ်အောင်နေတယ်ဒါလည်းကုသိုလ်ပဲနောက်ဆုံးမှာအစာတောင်စားကျင်တိုင်းမစားဘူးအတိုင်းအတာတစ်ခုနဲ့စားတယ်ဘောဇနီမတ်တင်ညူတာမြတ်စွာဘုရားကဝိစာဆရဏတမ္ပဏောမှာဆရဏတရား35ပါးထဲမှာအဲစားကျင်ရမစားတာပါတယ်နော်ခဏိခေမှာလူတွေဘာကြောင့်ယောဂများအောင်ဆိုကြိုက်လို့စားတာနဲ့စားကျင်ရစားတာတွေကြောင့်မလို့ယောဂတွေများယောဂတွေများ စားသင့်နာတဲ့ပို့စားတာကြောက်ရမြန်စားသင့်နာတဲ့ပို့စားလို့ဟိုနာဖောင်းထွက်ဒီနာဖောင်းထွက်ထွက်ကုန်တာပေါ့ပြီးတော့မှဝေးချတာတွေဘာလို့ရှောင်းလုံးနေကြအစရတဲ့ short မှန်မှန်လေးစားသွားရင်ဘယ်လိုမှမဖြစ်အပူတွေများသွားတာနော်ဒါမို့ဒီအသက်အစီဖုံးတာတို့ဘာတို့အစီအိတ်တွေဖောက်ထွက်လာတာတို့ဒါတွေကအစားလွန်လို့ဖြစ်တဲ့ကိစ္စတွေကြီးပါ မြတ်စွာဘုရားကယဟန်တွေကိုခေါ်တယ်လူတွေကိုတော့တထဆားလို့မပြောပါဘူးဘုန်းကြီးတွေကိုတော့မြတ်စွာဘုရားကငါဟာတဲ့တထပဲစားတယ်တထစားသည့်အတွက်ကြောင့်ငါမှရောဂါခင်းတယ်ကျမ်းမာတယ်ခွန်အားလည်းရှိတယ်လူတွေကမစားရင်အပြတ်လိမ့်မယ်ထင်တယ်မပြတ်ဘူးเนาะအထိုင်ထားလဲတွက်လက်တယ်စားတဲ့တလောက်ပဲစားကြိုက်လို့စားတာမဖြစ်နဲ့ကိုနဲ့တော်တာကိုရွေးချယ်စား အဲ့ဒီလူကဘောဇနီမတ္တညူတာလို့ခေါ်တယ်သူကအဟောဇေကောင်းတာမြတ်စွာဘုရားတရားတော်တယ်ကောင်းရချမ်းသာရနိုင်တာမှန်သမျှကုသိုလ်တွေမှာပါစရဏတရား15ပါးဝိဇ္ဇာစရဏသမ္ပန္နောဘုရားဝတ္တရီအများစုသိကြတယ်ဝိဇ္ဇာ3ပါးဝိဇ္ဇာ10ပါးစရဏတရား15ပါးလို့ဆိုထဲမယ်ဒီဘောဇနီမတ္တညူတာပါတယ်အဲ့တော့မြတ်စွာဘုရားနိဗ္ဗာန်ရောက်ကြောင်းတရားအဖြစ်ဟောထားတာနော်အဲ့ဒါ ပြောမယ်ဆိုရင်သီလပုံစံပဲပေါ့နော်အဲ့ဒီလိုနေထိုင်မဲ့ဆိုရင် ကျမ်းမာတယ်ကျမ်းမာမှဒီလူတွေဟာအကောင်းကျိုးချမ်းသာရနိုင်တဲ့အလုပ်တွေကိုလုပ်နိုင်တယ်သူတို့ဆွလို့ရပေါ့ဒါကြောင့်ဝဇနိမတ္တညုတာဆိုတာကိုနဲ့တဲ့တဲ့အစာလားမတဲ့တဲ့အစာလားရွေးချယ်ကိုစားစွာရမယ့်အတိုင်းအတာကိုရွေးချယ်နော်ဒီအတိုင်းအတာနှစ်ခုရွေးချယ်ဖို့လုပ်ရပေါ့ ကြိုက်လို့စားမှာလားစားသိမ်းလို့စားတာလားဒီနှစ်ခုတည်းကြတော့ကြိုက်လို့စားတာမျိုးမဖြစ်စေသင့်ဘူးစားသိမ်းလို့စားတာဘာလို့ဆိုတော့ကိုကြိုက်တဲ့ဟာကကိုနဲ့မတည့်တာဖြစ်ချင်းဖြစ်တယ်ကောအဲ့တော့ကိုနဲ့တပတ်ရဖြစ်တဲ့အစားစားကိုရှာကြံစားဆောင်ဒီလိုဆိုလို့လေပေါ့နော်အဲ့ဒါလို့နေထိုင်ခြင်းအပြင်လူ့ဘဝကောင်းကျိုးချမ်းသာတွေရအောင်ကြိုးစားအထုတ်နိုင်တယ်ကျမ်းမာမှုရရှိနိုင်တယ်လို့သူတို့ဆို ဒါကြောင့်မို့အရာရာမှာအမှတ်တမဲ့မနေဘဲနဲ့ဆင်ញင်သုံးသပ်ရမယ်ဆင်ញင်သုံးသပ်ချစ်ရမယ်ဆင်ញင်သုံးသပ်ပြီးမကောင်းတဲ့စိတ်တွေကိုယ်မှာလွှမ်းမိုးနေတယ်ဆိုပါစို့ကောင်းတဲ့မှာအမိုက်တွေထက်အဲ့ဒီအမိုက်တွေနဲ့ပူလောင်နေတယ်ဆိုလို့ရှိရင်ခေါင်းအေးအေးမထားနိုင်တော့ကျွတ်ခေါင်းအေးအေးဆိုလို့ရေဆွတ်တာမျိုးမလုပ်နိုင်နဲ့နော်အေးပတ်တော့မယ်ခေါင်းအေးအေးထားဆိုတာအပူတွေအတွေးမတွေးနဲ့ အရှုပ်တွေမထည့်နဲ့မြူနစ်စပယ်အမိုက်ပုံးကြီးမဖြစ်စေနဲ့ကိုယ်အုံနောက်ထဲမှာကြည်လင်အေးမြပြီးတော့တမိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထည့်အနှုတ်မို့ဆိုရင် အမိုက်ပုံးကြီးဖြစ်သွားလိမ့်မယ်အဲ့ဒါတွေမထည့်နဲ့ဝုန်းကိုတော့ချောင်းချောင်းထားခြေထောက်ကိုတော့နှွေးနှွေးလိထားလို့ပြောချတယ်ပေါ့နော်ခြေထောက်နှွေးနှွေးခေါင်းအေးအေးဝန်းချောင်းချောင်းလူဘဝမှာတော့အဲ့ဒါ ကြည်ပွားတွတ်တဲ့ချင်းအကြောင်းနေပဲ။ဈာမပြီးတော့ကြည်ပွားတွတ်တဲ့အကြောင်း။အဲ့ဒါကြောင့်ဘဝမှာဇာယိနောဆိုတာစင်ញင်သုံးသက်တတ်ရမယ်။ကိုယ့်အခြေအနေကိုကိုယ်စင်ញင်သုံးသက်တတ်ရမယ်။ငါလုံနေတာဘာတွေနဲ့အချိန်ကုန်နေတယ်လဲ။ငါဘာလုံတဲ့တယ်လဲဆိုတာကိုအမြဲတမ်းစင်ញင်သုံးသက်ရမယ်။ဒီတဲ့အစင်မြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်ရာမှမမြဲဘူးဆိုတာကိုသိရမယ်။စင်ញင်နဲ့မမြဲဘူးလို့သိခြင်းဟာဘာအကျိုးရှိလဲလို့ပြီးချင် တွေ့တာမှုတွေကိုရှင်းချလို့ရတာဒုတိယတွေ့တာမှုဆွဲမဲ့မှု တွေပေါ်မှာတွေ့တာမှုဆွဲမဲ့မှုကိုအကြောင်းပြုပြီးတော့တွေ့တာတဲ့အရာအတွက်လွချံလုံးမိသွားတတ်တယ်ပေါ့မကောင်းတာတွေလုံးမိသွားတယ်လုံးမိသွားလို့ဆိုးကျိုးတွေနဲ့တွေ့တတ်တယ်ဒါကြောင့်မို့တွေ့တာမှုကိုရှင်းချဖို့ရတဲ့အရာခသိဟမမြဲဘူးဆိုတဲ့အနိစ္စတင်ညာသာဝရပြောင်းလဲနေတဲ့အရာတွေပဲလို့စဉ်းကျင်သုံးသပ်နိုင်ရမယ်လို့သူဆိုတယ် အဲ့လိုမဟုတ်လို့ရှိရင် ကိုယ်စိတ်တွေအာယုန်တစ်ခုထဲမှာဆူဆီးလို့မရဘူး။တမာတိမရှိလို့စိတ်တွေဟာလွင့်ပြန်နေတဲ့တည်ငြိမ်မှုမရဘူးဆိုရင်တမာတိချင်းစင်နေတဲ့ကိုယ်စိတ်လေးကိုငြိမ်အောင်အာယုန်တစ်ခုထဲမှာဆူဆိုက်လို့ရအောင်လို့ကိုယ်ပါလုံးနေတယ်လေ။အဲ့ဒီပါလုံးနေတယ်လေဆိုတဲ့အချက်ပေါ်မှာ ကိုယ်စိတ်လေးတည်ငြိမ်အောင်ထားနိုင်ဖို့ကြိုးစားအောင်။အဲ့ဒီနှစ်ခုကိုဇာယီနောလို့ပြောတာ။ကမ္ဘာအထုတ်ပြီဆိုလို့ရှိရင်အဲ့ဒါ သမထကျင့်တယ်ကိုလည်းစာရည်နှောဝိပဿနာတရားအထောက်တာလည်းစာရည်နှောပဲသဘာဝကိုအတိမှန်ဆင်ញင်သုံးသက်တယ်အဲ့ဒါတမာရီနဲ့ပညာတုတဲ့အောင်ကြိုးစားခြင်းလောကီကိစ္စမှာစာရည်နှောဘာလို့ဟာကိုစီဘဥစ္စာတုတဲ့နေလဲဆိုရင်ငါတနေ့ဝင်ွေဘလောက်ရှိတယ်ငါသုံးနေတာဘလောက်သုံးနေလဲနော်ဖုံးပွတ်တာအစားဖုံးပွတ်တာဘလောက်ကုန်သွားပြီလဲ ဝင်ငွေကဘယ်လောက်ရှိတယ်လဲဇာယီတော့စဉ်းစားဆင်ခြင်ရမှာဖြစ်တယ်ပေါ့နော်အတုံးတွေကမြဝင်ငွေကရှားဆိုလို့ရှိရင်တော့တဖြည်းဖြည်းလုံးမပါသွားမှတည်ကြတယ်ပယုတ်လုံးစီးပွားရေးဆိုဖြစ်သွားတာနော်ပယုတ်လုံးဟာအကြီးကနေတဖြည်းဖြည်းသေးသွားတာကြီးလာတယ်လို့မရှိဘူးတဖြည်းဖြည်းကုန်သွားပြီးနောက်ဆုံးမှဘာမှကြံတော့အဲ့ဒါလိုဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုရှာတဲ့စီးပွားဟာပယုတ်လုံးမဖြစ်စေနဲ့တဖြည်းဖြည်းကြီးပွားတိုးတက်လာတဲ့ချက်တောင်ဘိုးတွေလို့ ပြာရီပြာအောင်ကြီးတို့ချီးပွားလာအောင်သာကြိုးစားအထုတ်တဲ့။ဒါဟာလဲကိုယ့်ကိုယ်ချက်ကင်လုံးနေမှာသိမှာပဲဖြစ်တယ်ပေါ့။ဒါကြောင့်မို့စာရီနောကိုလုံးနေတဲ့အလုပ်ပေါ်မှာအမြဲတမ်းလှုပ်ရမှာစဉ်းစားတွေးခေါ်စီးပွားလုပ်ရင်ဒီစီးပွားကအကျိုးဘလောက်ရှိတယ်မြတ်။ဘာစီးပွားလုပ်ရင်ကောင်းမလဲခေချင်းနေရဘလို့ရှိသလဲ။အမြဲတမ်းခင့်နဲ့ရေမောင်တန်းနေဆိုတာသတင်းစာဖတ်မယ်စာဖတ်မယ်ရေဒီယိုနားထောင်မယ် တကယ်အရေးကြီးတဲ့အချက်တည်းအပျော်နားထောင်တာပြောတာမဟုတ်ဘူးเนาะအပျော်ပါဆိုတာပျော်လို့ရပါတယ်ထိုက်သိမ့်သလောက်တော့ပျော်သို့တော့အလုံးနဲ့ပျော်တာကတံမိုးပိုရှိသွားတယ်အလုံးနဲ့ပျော်တာ ਨੇ အလုံးနဲ့ပျော်ပြီဆိုတဲ့အခါကျတော့အလုံးလည်းအောင်မြင်တယ်စိတ်လည်းပျော်တယ်နှစ်ဖက်ကျိုးတိုးတက်တယ်ပေါ့เนาะအဲ့လိုလည်းမဟုတ်ဘဲနဲ့ဒိန်းအောင်ဒိန်းအောင်နဲ့ပြောရင်ကတော့အဲ့တော့ရင်ထဲဖုတ်လိုက်ဖုတ်လိုက်ခံစားရတဲ့အရသာလေးပဲပြီးရင်တော့ပေါ်ပြီးအိတ်ချင်သွားတယ် အဲ့ဒီအပြောအတမျိုးအဲ့လိုမဟုတ်ဘဲနဲ့ဇာယီနောဆိုတာရှုမှတ်ဆင်ခြင် သုံးသက်ပြီးတော့ကြည့်တတ်တေဇာယီနောတတတိကနိစ္စံဒံလဘရကမာအလုံးလုံးပြီဆိုလို့ရှင်စင်စက်မဲ့ပြလှုပ်ဖို့လိုတယ်လှုပ်ခြင်းတကလှုပ်တယ်မလှုပ်ခြင်းတကမလှုပ်ဘူးဆိုတာမဖြစ်စေရဘူးမမှန်ကန်ကန်အမြဲမပြတ်လှုပ်နေတာတတတိကလို့ခေါ်တယ် နေဆန်တန်လပြကမာအခိုင်မာကျွမ်းအထောအခက်ခဲတွေကိုဖြတ်ခွဲနိုင်တဲ့လုံလဝိရိယမျိုး ਨੇ အဲ့ဒါလို့ချိုးစာအထောလို့ရှိရင်ဖူတန်တီတီရနိဗ္ဗာန်ယောဂခေမနှုတ်တရာအနှောင့်အယှက်တွေအလုံးကုံဆုံးသွားတဲ့နိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုရနိုင်တယ်လို့မြတ်စွာဘုရားအလိုအဲ့တော့လောကီအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်နိုင်တယ်လို့ပြောတာပါ ဒါဒီလမ်းကြောင်းမှာပဲသွားတာပဲတူတူပဲအလုံးရသော်ဗျာဟောတဲ့တရားလောကီဘက်မှာလည်းယူလို့ရတယ်လောကုတ္တရာဘက်မှာလည်းယူလို့ရတယ်เนาะကိုဖြစ်ချင်တာဘာလဲကိုယ့်ဟာကိုစဉ်းစားဆုံးဖြတ်ပြီးကိုသွားချင်တဲ့လမ်းကိုလည်းဒီအဆုံးမှလမ်းကြောင်းကနေသွားအလုံးဟာအကောင်းနေကြီးပဲဖြစ်ဒါဆိုအကောင်းရောက်ဖို့ဆိုတာတူတူကြီးပဲမကောင်းတာရောက်ဖို့ကလည်းပဲတူတူပဲเนาะအဲ့ဒါကိုရသော်ဗျာကဒီဓမ္မပရဒေသနာတော့မှာအခုလို့ဟောကြားဆုံးမတာပဲဖြစ်တယ်ပေါ့ ဘာကြောင့်ဘာကိုချောင်းပြုတ်ပြီးတော့ဆုံးမတာလဲလို့ဆိုရင်ဇလံလေးကိုအကျဉ်းချုပ်ပြောရမယ်ဆိုရင်မြတ်စွာဘုရားကောသမီပြည်မှာတရင်သုံးတဲ့အချိန်ကောသမီကိုအုပ်ဆိုးနေတဲ့ဘုရင်ကဥတ္တဏလို့ခေါ်တယ်။အဲ့ဒီဥတ္တဏဘုရင်ကြီးမှာမိဖုရား၃ယောက်ရှိတယ်။သူ့နန်းနဲ့သူပထမမိဖုရားက သာမဝတီလို့ခေါ်တယ်။ချမ်းရ900နဲ့သူကသူ့နန်းဆောင်မှာသူနေတယ် ဒုတိယမိဖုရားကတော့ဝတုလတ္တတာဟိုဘုံမီနာကဥစ္စေနီပြည်ကသန္နပိစောတမင်းရဲ့တမီးတော်အဲ့ဒါကဝတုလတ္တတာဒုတိယမိဖုရားသူလည်းသူချမ်းရံနေနေတယ်နောက်ဆုံးမိဖုရားငငယ်ရွယ်ရတော့မင်းသမီးမဟုတ်ဘူးပုံနေမှပါကန္ဒီလို့ခေါ်တယ်အဲ့ဒီလိုမိဖုရား၃ခုရှိတယ်ထင်မယ်မာကန္ဒီဆိုတဲ့မိဖုရားက အမြဲတမ်းမှ तू ကအလှဆုံးလို့ပြောရမှာဖြစ်တယ်သို့တော် तू ကမင်းမြုံမင်းွယ်မဟုတ်ဘူးဖြစ်မနာဆိုရယ်ပုံနာမျိုးကလာတာအမြဲတမ်းလာတော့သူ့အဖေကအိမ်တော်ချပေးချင်တာသူ့သမီးနဲ့တန်တဲ့လူမရှိဘူးလို့ဝိုင်းပြီးတော့တောင်းကြရမ်းကြတာတွေကတော့အများကြီးပဲဒါပေမဲ့ရုပ်ကြည့်လိုက်ရင်သူ့သမီးနဲ့မတော်ဘူးဆိုဘယ်သူမှမပေးစားမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မြတ်စွာဘုရားကရှုပ်ဆင်းလှပတော့ အဲ့တော့မြတ်စွာဘုရားနဲ့သူသမီးနဲ့တန်းနေဆိုပြီးဘုရားကိုသမီးနဲ့ပေးစားဖို့ကြိုးစားတာသူပဲเนาะအဲ့လိုကြိုးစားတဲ့အခါမှာမြတ်စွာဘုရားရဲ့ခြေရာကိုကြည့်လိုက်တာနဲ့မာဂဏီရဲ့အမေဟိုနေမကြီးကသဘောပေါက်တယ်ဒီပုဂ္ဂိုလ်ခြေရာကြည့်လိုက်တာနဲ့ဒါသူတော်စင်ရဲ့ခြေရာ ရှင်သမီးကိုယူမှာမဟုတ်ဘူးသူတော်စင်သူတော်မြတ်ဖြစ်တယ်ပုံနေမကြီးကလည်းပုံနာကြီးပုံနေမကြီးကပြောတော့ ပုံနာကြီးကမင်းရှာမရှိနဲ့ငါပြောတဲ့အတိုင်းလုပ်ဆိုခေါ်သွားတယ်နော်ဖះစီရောက်တဲ့အခါမှာမြတ်စွာဘုရားကဗာပြောလိုက်တုံးဆိုနောက်ဆုံးစကားလေးကဖះဗာပြောတော့ဆိုသူတရားထုတ်နေတော့ဟာတဲ့ဖះဖြစ်ပြီကစားတရားတို့တရားဖြစ်ရပြီတဲ့အခါမနမင်းရဲ့သမီး၃ယောက်ဖြစ်တဲ့တဏှာရဲ့ရတ္တိရဲ့ရခာရဲ့ဆိုတဲ့နတ်သမီး၃ယောက်က သူ့ကိုလာပြီးဖြားယောင်းတွေးဆောင်မှုတယ်တဲ့အဲ့ဒီတော့တော့ငါစိတ်ဟာမညွတ်ဘူးတဲ့မင်းသမီးမြင်လို့ငါဘယ်လိုလုပ်ညွတ်ပါမလဲတဲ့အဲ့လောက်ဆိုတော်သေးတယ်ဘာပြောလိုက်တုံးဆိုရင်အေးမစင်နေနဲ့ပြည့်နေတဲ့အိုးကြီးလို့ဆိုငါခြေထောက်နဲ့တော့မထိချင်ဘူးလို့ပြောလိုက်တယ်အဲ့ဒီစကားကမာဂဏီကိုအသေးခိုက်အောင်နားသွားတယ်သူ့အမေဖေကတော့သဘောပေါက်သွားတယ်အော်လူတွေလှတယ်ဆိုတာ beauty is skin deep ဆိုတဲ့အတိုင်းပဲအပေါ်လေးတွေလှနေတာအတွင်းကတူတူပဲကလေးစားတွေကကလေးစားတိအောင်ဘယ်သူမှလိုက်မလှဘူးဟုတ်လားအတွင်းပြင်သာဖယ်ကြည့်လိုက်နော်အပေါ်ရန်ခွာကြည့်လိုက်အတွင်းကတူတူပဲထိတိုင်းပဲတူတူပဲအဲ့တော့အပေါ်ရန်လေးတွေပဲအသာဖြူတယ်အသာညိုတယ်နဲ့ပြောပြီးတော့နေကြတာလှတယ်မလှဘူးနဲ့ပြောတာအပေါ်ရန်လေးကိုပြောနေကြတာအဲ့ဒီအရေးခွာချလိုက်ရင်အကုန်လုံးတူတူပဲနော် ဒီဆက်ဆက်ကြည့်တွေ့ပါပဲအဲ့ဒီလိုမြတ်စွာဘုရားက ပြောလိုက်တာအဖေနဲ့အမေကတော့လူသားတွေရဲ့သဘာဝကိုကွက်ကွက်ကွင်းကွင်းကြီးမြင်ပြီးတော့တရားဓုရသွားကြတယ်။တမိမာကန်ဒီကတော့သူ့ကိုမှိုချိုးမြှချိုးပြောရမလားဆိုစိတ်ဆိုးတယ်။စိတ်ဆိုးရုံနဲ့မကဘူးအညိုတေးထား။အဲ့ဒီအချိန်မှာ သူ့ဖေကလွတ်ရလွတ်ကြောင်းကဲဥတီနာစီပေးလိုက်တာပဲကောင်းပါတယ်ဆိုဥတီနာမင်းစီဆက်လိုက်တယ် အဲ့ဒါနဲ့ဥဒိနာမေပြဖြစ်သွားမြတ်စွာဘုရားကတာဝတိရာဇကျိုးထူထူမျိုးတွေကြွပြီးတော့တစ်ချိန်မှာမဂနီမေပြဖြစ်တဲ့အချိန်တစ်ချိန်မှာ ကောသမီရောက်လာတယ်ရောက်လာတဲ့အခါကျတော့အရင်ကအညိုးနဲ့မို့ယဟန်ကောရမရောက်လာပြီးငါ့ကို မှုချူမြစ်ချူပြောတဲ့ကိုရော့ကြီးဆိုပြီးတော့လူတွေကိုစုယုံပိုက်ဆံပေးပြီးတော့ဆဲခိုင်းတယ်နော်ဘုန်းကြီးတွေဆောကလာဝိုင်းဆဲ အဲ့ဒီမှာရှန္ဒနာမတိမြတ်ကမြတ်စွာဘုရားကိုရှောက်တယ်ရှင်ဘုရားတဲ့တပည့်တော်ဆုံးမသွားရင်လူတွေကတပည့်တော်ဆဲကြတယ်ဒါကြောင့်မို့ဒီမနေပဲတခြားရွှေ့ကြပါစို့လားလို့ဆိုမြတ်စွာဘုရားကအာနန္ဒာအဲ့ဒီနေရာကသတ်ဆဲရင်ရောဘယ်လိုလုပ်မလဲဆိုနောက်တနေရာရွှေ့တာပေါ့ဗျာဆိုဘုရားကအဲ့ဒါလို့မလုပ်သင့်ဘူးတဲ့ပြဿနာတစ်ခုဟာဘာကြောင့်ဖြစ်တယ်ဆိုတာအခြေမြစ်သိပြီဒီနေရာမှာဖြစ်တဲ့ပြဿနာဒီနေရာပဲငြိမ့်ပါ ခยีဆိုတာသွားတဲ့နယ်ပေါ့နှုတ်မပြဿနာဆိုတာမရင်ဆိုင်မဲနဲ့ရှောင်းတိန်သွားတာမမှန်ဘူးရင်ဆိုင်ရမယ်ပြဿနာမြတ်စွာဘုရားရင်ဆိုင်ဖြေရှင်းရမယ်လို့အဲ့တော့တပတ်လောက်နေတော့ငြိမ့်သွားတာပေါ့အဲ့ဒီလိုမြတ်စွာဘုရားရဲ့စိတ်တက်မှာရင်ဆိုင်ပြီးတော့နေတော့ဆက်မလုံးနိုင်ကြတော့မြတ်စွာဘုရားပေါ်မှာအညိုးကြီးတဲ့မဂ္ဂနီးက ဂေါရမဘုရားဘာကြောင့်ဒီကိုလာတော့ဂေါရမဘုရားကိုဘသူတွေထောက်ပတ်နေတော့ဆိုတော့သူနဲ့ပြိုင်ဘက်တာမဝတိမိဘုရားကထောက်ပတ်နေတယ်ဆိုတော့သူသိတော့သိတော့သူတို့ထောက်ပတ်နေတာသူလည်းငါဒုက္ခပေးမယ်ဆိုမျိုးစုံဒုက္ခပေးနောက်ဆုံးမှာဘလောက်ထီအောင်လုပ်တော့ဆိုဥဒိဏမင်းကြီးမြို့ပြင်ထွက်ပြီးဥယင်ကစားသွားနေတဲ့အချိန်လေးမှာသူဥလေးရင်ကိုမှာပြီးတော့တာမဝတိတို့နေတဲ့ နန်းတော်ကိုရှင်နန်းနေဆုတ်ဓာစီတွေဆုတ်မှာပေါ့လေအဲ့ဒီခက်ကမိလောင်စာတွေကိုဆုတ်အကုန်လုံးတိုင်းတွေကိုပတ်ပြန်ဆင်းလို့မရအောင်ပြင်မကချက်တွေထိုးပြီးတော့နန်းတော်မိရှုလိုက်ပါတမဝတီတို့ကိုစထုံးဖို့ဆိုမိရှုတတ်လိုက်တယ်တမဝတီတို့နန်းတော်မိလောင်တယ်လို့ကြားတော့ဥဒိနာမင်းကြီးကအပြေးလာခဲ့တာသို့တော်သူလာတော့မိရကျွန်းသွားပြီမိသားကနောက်ကျစပြင်းပဲအဲ့ဒါလို့ တော့မိသတမနောက်ကြတယ်အဲ့ဒီမှာတာမောဒီတို့ဆုံးသွားတော့ဥဒိနာကြီးစိတ်ပြက်လက်ပြက်မိလောင်ခံရတာနဲရမဟုတ်ဘူးတာမောဒီကောင်းဆောင်ပြီးတော့မြို့သမီး900မိရပါသွားတယ်မိလောင်ငါ900တောင်ပါဘယ်သူလက်ချက်လဲဆိုတာဥဒိနာမင်းကြီးစုံစမ်းတဲ့အခါမာဂဏီရဲ့လက်ချက်ဆိုတာကိုသိရတော့မာဂဏီကို အပြစ်ပေးတဲ့အနေနဲ့ သူ့ရဲ့ဆွေမျိုးသားချင်းတွေရောသူ့ဘက်ကအပေါင်းပါတွေရောအကုန်လုံးဆွေမျိုးဆိုတဲ့ပုဂ္ဂိုလ်တွေရောအကုန်လုံးနိုင်ရင်ပြန်မှာခေါ်မြေကြီးတဲ့မြုပ်ခေါင်းဖော်ထားပြီးတော့ထဲနဲ့ထိုးပြီးတော့ပါဂန္ဒီတို့ကိုပြစ်ထန်ပေးတယ်။အဲ့ဒီပြဿနာအကြီးကျယ်ဖြစ်ခဲ့တာအဲ့ဒီဒီတော်တော်ရက်စက်တဲ့ပြဿနာကြီးတစ်ခုဖြစ်လာတယ်။ဥဒိဏမင်းကြီးကလည်းမဂန္ဒီတို့ကို တည်တံပေးပြီးတော့ရှင်လက်လက်အခုလိုရဲဆက်ဆက်တပ်ဖြတ်တဲ့ပွဲကြီးဖြစ်တဲ့အခါမှာကောသမီးပြည်ကယဟန်တော်တွေဆွေးနွေးကြတယ်တရားဆွေးနွေးရင်းကနေပြီးတော့အေးတမဝတီနဲ့တည်ဆုံသွားတယ်မာဂဏီနဲ့တည်ဆုံသွားတယ်တကယ်ကျတော့ဘသူတည်တာလဲဘသူကမတည်တာလဲလို့ဒီစကားကိုဆွေးနွေးကြတယ်ဆွေးနွေးတဲ့အခါမှာဒီအကြောင်းကိုပြောတဲ့အခါမှာ မြတ်စွာဘုရားဟောတာတာမဝတီတို့တေးသွားတာမှန်တယ်ဒါပေမဲ့သူ့ဂုံတရင်ဟာမသေးဘူးသူတို့ဟာတေးပြီးတဲ့နောက်ကောင်းရသူဒီပုံရောက်တာမာဂန္ဒီကတော့အစကတည်းအဆိုးနဲ့နာမည်ကြီးတာဖြစ်တော့ကြောင်းပမာရတရားနဲ့နေသည့်အတွက်ကြောင်းသူဟာတေးဆုံးသွားရတာဖြစ်တယ်ပေါ့လောကကြီးမှာမိမိလျော့လျော့နေလို့ရှိရင် သေဆုံးတာ ਨੇ တူတူပဲမမေးမနေရောနေတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမသေးဘူးခုံတိတ်ခါအပြင်းလည်းမသေးဘူးနာမည်အပြင်းလည်းမသေးဘူးလူအပြင်းလည်းမသေးဘူးလို့အခုလို့ဒီတရားဒေသနာတော်ကိုမြတ်စွာဘုရားက ရှင်းလင်းဟောကြားပြီးဘဝသင်္ကန်းစာပညာပေးတဲ့အနေနဲ့ဟောကြားဆုံးမခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဓမ္မပရဒေသနာမှာ ဓမ္မရတပေါ်လွင်အောင်나ယူမှတ်သားပြီးမိမိတို့အတွက်ဘဝသင်ခန်းစာယူလို့ကိုယ့်ဘဝជីវ၀တွတ်တဲ့ရေကိုကိုယ်တိုင်ကြိုးစားအထောက်အမှာဖြစ်တယ်အဲ့ဒီလိုကြိုးစားအထောက်တဲ့အခါမှာအပမာရဆိုတဲ့တတိတရားနဲ့ဆင်ញံတုံတရားဒီနှစ်ခုနဲ့လုံရဝီရိယတို့ဟာအရေးပါတဲ့အရာတွေဖြစ်တယ်ဆိုတာကိုသိရှိကြပြီးကြင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း